မျိုးတွေမင်္ဂလာပါဗျအခုဒါဥစဉ်ပြောနေတဲ့အချိန်ကတော့တနား48မိနစ်ပေါ့နော်ဒရိုက်တာနဲ့ပတ်သက်ပြီးလိုင်းပေါ်မှာခရိုက်ရိုက်နေတာလေးပေါ့နော်စိုးရီလားဖိုက်တာလားတော့ဥစဉ်လည်းမသိဘူးပေါ့ဗျာနော်တစ်ခါကဖက်တီးတကာဝါဝါကြီးပြောတာလဲဒီယုတ်တိတော်ရှိတယ်ဗျာဟုတ်လားယုတ်တိတော်ရှိတယ်ဒါတလေပရိုက်တာဓမ္မအများစုပါပေါ်ပြင်ဖြစ်မဲ့နေရာတွေဆိုလို့ရှိရင် လူထံငါဟုအလူရသွားလူအလူရပေါ့ဗျာနော်တူထံငါဟုအလူရလူကြတယ်နော်တကယ်ရှင်မြောက်တဲ့သူကိုရှင်မြောက်ရမည်ကောရုံပြုတဲ့သူကိုကောပြုရမည်ဘုရားဟောနဲ့လည်းညီတဲ့ဟာဗျာဦးဇင်းတို့ပြေဦးလွန်မှာဖြစ်သွားတယ်ဟုတ်လားတကယ်ဒီရွှေဆိုင်ကိုဓမြတိုက်တဲ့အခါမှာရွှေဆိုင်ကတကယ်ဒါဟိုပါဘောနော်ဝန်န်းဟောင်းကနေဝန်န်းကနေပြီးမှာ ဒီဓမြဟိုလက်ဒီနဲ့ဝင်ထိုးတယ်ပေါ့ဗျာလက်ဒီတနတ်နဲ့ပြက်ခံလိုက်ရတယ်ဒီမှာတခါကြီးတေပါတာပြောရတော့ဒါလည်းဒါတူရဲကောင်းမှာတကယ်ဂုံပြူထိုက်တဲ့တူပဲเนาะဂုံပြူထိုက်တဲ့တူပဲနောက်တစ်ခုကထွက်သွားတဲ့ချိန်မှာအဲ့မှာကြုတ်တဲ့ဒကမာကြီးကကြုတ်ချင်းနဲ့ဘလို့ဖြစ်ချတော့ဆိုင်ကဟန်လာဖြစ်ပြီးရှေ့မောင်းမြတ်အဲ့မှာနှစ်ယောက်တော့ဝင်ပြီးမှချကြတယ်ပေါ့ဗျာเนาะဓမြပြေးပေါက်မြတ်ဓမြမိရွာတယ်ပေါ့ဗျာเนาะမိရွာတယ်မြတ်ပါအဲ့လိုလူကြီးကိုဘာဖြစ်လို့ပရဟိတဓမ္မကြီးဘာဖြစ်လို့လာကြီးဂုံမပြူကြတယ် အကုန်လုံးတော့နော်ဘာဖြစ်လို့မချိမြောက်ကြတာလဲနာမည်ကြီးတဲ့ပရဟိတဓမ္မတွေဒါဥစဉ်ကစောင့်နေပဲဘယ်ပရဟိတဓမ္မတွေမှာနာမည်ကြီးတဲ့ပရဟိတဓမ္မတွေမှာလာမလားလူလူမလားအဥစဉ်ကိုယ်တိုင်လည်းတွားရောက်ပြီးမှလူတန်းမှာပါဒါနဲ့ဒီပေါ်ပင်ပရဟိတဓမ္မတွေနာမည်ကြီးပရဟိတဓမ္မတွေဘယ်သူတွေလာအောင်မလဲဆိုတော့ဟောပေါ့ဗျာသူတို့ဆိုလိုင်းတရားမှာခိုးတဲ့တက္ကမကြီးလိုမျိုးဝိုင်းရံပြီးမှလာပြီးမှလှူကြအောင်မလားလာပြီးမှဝိုင်းရံကြအောင်မလားဒီမှာဥစဉ်ကြည်နေကြည်နေနော်ကြည်နေရတာနော် နေမြရအေးချမ်းပါတယ်နေမြရကောင်းပါတယ်လားကုချင်းနဲ့ဆိုလို့ရှိရင်ဆက်တယ်ပါလမ်းကြောင်းမှာမှဲ့တဲ့ပုံမစွန်းစရာဘူးနော်လာခဲ့ကြဥစဉ်တာဝန်ရေဥစဉ်ကိုယ်တိုင်ပြေဦးလို့မှနေရပါဗျာနော်အားကြောင့်မလို့ပြောရင်လည်းခင်ဗျားတို့ကပြောရှင်စပွဲပြောအောင်ခင်ဗျားတို့ကလောက်ကြတာတကယ်လူတင်းနေတူတကယ်ချင်းမြောက်တင်းနေတူတကယ်ဂုံပြုထိုက်တဲ့တူကြတော့ခင်ဗျားတို့ကဂုံပြုကြတာမဟုတ်ဘူးနော်တကယ်နိုင်မဲကြီးမဲအကွက်ဒီနိုင်မဲကြီးမဲအရာတွေဆိုရင်တော့အာမတူဘူးထက်ငါထက်အာလူပြတ်တူကြတာနော် နည်းနည်းတော့ဒါနည်းနည်းတော့လွဲချော်နေတယ်လို့ပဲဥသေးကတော့တုံ့တက်တာပေါ့ဗျာနော်ဥသေးလည်းပုထုဇဉ်ဖြစ်တယ်ဆိုတော့ဥသေးရဲ့တုံ့တက်ချက်ကမှားကျင်မှားမယ်နိုင်ကျင်မှားမယ်ဒါနဲ့အဲ့ဖက်တီးတကာကြီးရဲ့တုံ့တက်ချက်ကတော့သူကထောက်ခံပြီးတယ်နော်ထောက်ခံပြီးတယ်ပေါ့ကူတော့ထောက်ခံပြီးတော့ကြိုက်လို့သူထုတ်လို့တုံ့တက်ချက်ကသူပြောပြီးပဲနော်တွားလူပါတကယ်လို့မင်းတို့တွားလူလို့ရှိရင်သူတွဲတဲ့စကားရုပ်တိမ့်မယ်သူပြောရဆိုတာတောင်းပန်မယ်ဒါသူပြောရယောက်ျားစကားပဲလေဗျာနော်ယောက်ျားစကားပဲဒါလေးပြောကြတော့အားလုံးပါပါလေဗျာ